ကဲကျွန်တော်မန်ချက်စတာယူနိုက်တက်တင်ရတော့ဒီတစ်ခါ international break ကိုအနိုင်နဲ့မပိတ်သိမ်းနိုင်ပြေဘူးဆိုတော့ဒီပွဲပြီးကန်ဒီပြဖြစ်တော်တဲ့ moment တွေကိုကြည့်မယ်ဆိုရင်လည်းအတင်းရဒီတေးရခဲ့ရဆိုရင်တော့မှကလမာရီရဲ့ကျူသားအထမှုကိုတော်တော်အတိမတ်ပြုရမယ့်ပုံစံဖြစ်နေတယ်ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်တွေကိုညီကိုရင်းနဲ့တူတူပွဲပြီးသုံးသက်ချက်အနေနဲ့ပြုလုပ်သွားခြင်းနဲ့ကဲညီကိုရင်းအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United ကနေပြီးတော့အားလုံးအပြည့်လဲကျူဆူလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့ Manchester United တင်ရဒီ ဒီစပါးနဲ့ပွဲစဉ်မှာဆိုရင်ကျွန်တော်နှစ်ခုနှစ်ခုစီတည်ကြခဲ့တယ်ဆိုတော့ပထမပိုင်းမှာကျွန်တော်အတင်းရဥဆောင်ခဲ့တယ်ဒါပေမဲ့ဒီဒုတိယပိုင်းတပွဲလုံးပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ကမရှင်းအောင်တော့တော်တော်လေးလိုက်ပြီးတော့စူးစမ်းခဲ့ရတယ်ဟိုအပြောင်းလဲတွေလည်းတော်တော်ကြီးများခဲ့လို့ပြောလို့ရတယ်ဆိုတော့ကျွန်တော်ဒီပထမပိုင်းပုံစံကိုကြည့်မယ်ဆိုရင်များပထမပိုင်းမှာရင်းကတော်တော်လေးအပြောင်းလဲလောက်လာဟိုအပြောင်းလဲလောက်လာတဲ့ပုံစံကိုလည်းကျွန်တော်တော်တော်လေးချီးကျူးရတယ်တော်တော်လေးရေးယူရဲလို့ကျွန်တော်ထင်တယ်ဆိုတော့ကိုညာ49အနေနဲ့ပွဲထုတ်လာတယ်ပြီးတော့ဒီအန်ဘုံဘုံကိုဒီလက် နေရိုနံပါတ်မှာထားပြီးတော့အာမက်ကိုဒါ right နေရိုနံပါတ်မှာထားတယ်ဆိုတော့ဒီအန်ဖုန်းကဒီပုံစံတိုင်းလဲဟိုအဆင်ပြေတဲ့ပုံစံကိုကျွန်တော်မြင်ရတယ်ဆိုတော့အာမက်ရဲ့ဒီ thread တချို့လဲပထမပိုင်းမှာကျွန်တော်မြင်ရတယ်ဆိုတော့ကျွန်တော်ဝေးရကြည့်မယ်ဆိုရင်နည်းနည်းလေးပြင်းပြကောင်းတယ်လို့မြင်ကောင်းမြင်နိုင်မယ်ဗျာဘာလို့ဆိုတော့ပထမပိုင်းမှာကျွန်တော်အတင်းရလဲရှုံးအောင်တာကတစ်ချိန်ပဲရခဲ့တယ်စပါးတင်းရလဲရှုံးအောင်တာကလုံးဝမရှိခဲ့ဘူးဒါပေမဲ့ပွဲရဲ့အခြေအနေကိုကြည့်မယ်ဆိုရင်ဗျာ armoring လိုချင်တဲ့ဒီ game plan အောက်ကိုပွဲကဝင်ခဲ့တယ်လို့ပြောလို့ရတယ် spring season လာတယ်ပထမပိုင်း game plan ရဆိုရင်ကျွန်တော်မြင်မိတာကသူက ကျွန်တော်အတင်းကဘိုးရရေးထက်ဆိုင်ကိုမပေးရရေပို့ပြီးတော့ဦးစားပေးခဲ့ရလို့ကျွန်တော်အမြင်နဲ့ control ဘိုင်းကိုပို့ပြီးတော့ဦးစားပေးခဲ့ရဗျာတကယ်လည်းကျွန်တော်တို့ control ရခဲ့ရဗျာစပါးတဲ့သူတို့ဘောလုံးကိုင်တယ်ရတယ်ဒါပေမဲ့သူတို့ဒီ threat မရှိဘူးသူရှော့တောက်ရတဲ့ချိန်မှတော့မရှိပထမပိုင်းမှာကျွန်တော်တို့အတင်းကပထမပိုင်းမှာမှလည်းနေပါပါချင်းချောက်နိုင်တယ်ဆိုတော့အဲ့ထဲမှာကျွန်တော်တို့ကစပါးကို control လုပ်နိုင်ခဲ့ရလို့ပြောလို့ရတယ်ဆိုတော့အဲ့လို control လုပ်နိုင်ခဲ့တဲ့အပြင်ကိုဒီ armor ရဲ့ crossing ဘောကနေပြီးတော့အဖုံဖုံကောင်းလိုက်တဲ့အတွက်ကျွန်တော်တို့ဒီဥဆောင်ကိုရခဲ့ဆိုတော့ပထမပိုင်းကကျွန်တော်တို့လိုချင်တဲ့ပုံစံကစားကွက်အောက်မှာဝင်ခဲ့တယ်ဒုတိယပိုင်းကိုကြည့်မယ်ဆို င်းနဲ့ဒုတိယပိုင်းမှာဒီနေ့အာမွန်ရင်းလူစားလေးရတယ်ကျွန်တော်ကတော့သဘောကျရင်တော့ဟိုသဘောကျရင်ဗျာဒီနောက်ဆုံးဆက်စကိုထွက်သွားလို့မှကျွန်တော်တရားရော့သွားတာကတော့ဒါနီးပြတရားအနေနဲ့လည်းကြိုတိတဲ့အရာလည်းမဟုတ်ဘူးဒါပေမဲ့သူ့လဲတာတွေကတော်တော်လေးဟို ဖြစ်တယ်ဘာလို့ဆိုတော့ Sesco ဝင်လာတဲ့အချိန်ကတကယ်ကျတော့ဒီ58မိနစ်ပဲရှိသေးတယ်ဆိုတော့ WhatsApp video ထုတ်တယ် Sesco ဝင်တယ်ဒါပေမဲ့ကျွန်တော်ဒီမှာတခုနားမလည်တာကဒီ iPhone မှာဘာလို့ဒီမှာ lesson လက်ချက်မှာပဲဆော့သွားလဲတကယ်ဆို Sesco ဝင်လာတဲ့အချိန်မှာဒီနေရာမှန်ကိုပြန်ပို့မယ်ဆိုရင်ကိုညာအဲ့လို struggle ဖြစ်မယ်လို့ကျွန်တော်မထင်ဘူးဒါပေမဲ့တခုရှိတာကိုညာကဒီဘွဲမှာကသူ့ဘောက်သူကဒီ delay ဖြစ်နေလို့ကျွန်တော်မြင်တယ်ဗျာဆိုတော့ Spain ရဲ့ဒီမြန်တော့ရဲ့ industry ရဲ့အောက်မှာဒီ Matias ကိုညာရော Bruno Fernandes ရောတော်တော်ရုန်းကန်ရတယ်ဆိုတော့ဒီနေ့ဘွဲမှာကျွန်တော်အတင်းရဲ့အားနေချက်ကိုညီကိုလေးမြင်လာ ားမသိဘူးကျွန်တော်ကတော့ဒီ armoring ကိုဒီဘွဲ့ကိုကြည့်ပြီးတော့တော်တော်လေးကိုချင်းစာမီးရယ်ကိုချင်းစာမီးရယ်ဆိုတာဘာဖြစ်နေလဲဆိုတော့ကျွန်တော်တို့က control ဘိုင်းကိုပို့ပြီးတော့ဦးသားပေးခြင်းတယ် ပွဲကိုထိန်းချုပ်ချင်တယ်ဆိုရင်ကျွန်တော်တို့က energy ကဒုတိယပိုင်းမှာမလောက်တော့ဘူး။ကျွန်တော်တို့ကဒုတိယပိုင်းမှာ energy ကိုဦးစားပေးပြန်တော့လေအဲ့မှာကက်စီထွက်သွားပြီဆိုတော့ကျွန်တော်တို့အဲ့ပွဲမှာ control မရှိတော့ပြန်ဘူး။ဆိုတော့အသင်းရဲ့ဒီ balance အသင်းရဲ့ team balance ဘယ်လိုမှဖြစ်မယ်တဲ့အသင်းတင်းကဒါမျိုးဒီ handle လုပ်နေရသူ့အတွက်လည်းတော်တော်ခက်ခဲမယ်။ဒီလို moment တွေကဟိုနောက်ပွဲတွေမှာလည်းရှိလာအောင်မယ်လို့ကျွန်တော်ထင်တယ်။ကျွန်တော်ပြောချင်တဲ့ moment ဆိုတော့ကျွန်တော်နိုင်ထားတယ်။နိုင်ထားပြီးဒုတိယပိုင်းမှာကျွန်တော် goal တွေပြန်ပြီးရတယ်ရုံးကန်ရတယ်။ဆိုတော့ဒါကဒီပွဲတွေမဟုတ်တော့ဘူးဗျာ။ဘာလို့လဲဆိုတော့ လဘောင်းတဲ့ဘွဲမှာလည်းကျွန်တော်ဒီနောက်ကြမှာကိုးပေးရတယ်ဘရိုက်တန်တဲ့ဘွဲမှာဆိုရင်လည်းဂိုးတွေပြန်ပေးရတယ်ဆိုတော့ဒုတိယဖောလဲဆိုရင်လည်းဒုတိယပိုင်းအဆက်မှာပဲကျွန်တော်ဂိုးတွေပေးရတယ်အခုဒီဘွဲဆိုတော့ဒါတိုက်ဆိုင်မှုမို့လို့ကျွန်တော်ဒုတိယပိုင်းမှာ control ကျတော့တဲ့အချိန်ပဲဖြစ်ဖြစ်ကက်စီကျတော့တဲ့အချိန်မှာဆိုရင်တင်းရ struggle ဖြစ်လာတယ်ဆိုတော့ energy အရတော့အားကောင်းလာပြီမေဆုရဲ့ဒီမနီယောဥကားတည်းရဲ့ဝင်လာတဲ့အချိန်မှာ energy ရတော့အားကောင်းလာတယ်ကျွန်တော်ဒီ on possession မှာဆိုရင်ဒါမေဆုမောင်းချပေးတဲ့လုံးနေဆိုရင်ဗျာဒီ ဆက်စကိုအနေနဲ့ဒါပိုခဲ့တင်တယ်ဆိုဒီမှာလဲဆက်စကိုရဲ့အားနဲ့ချက်ကိုကျွန်တော်အများကြီးမြင်ရပြန်ရောဗျာဆက်စကိုအနေနဲ့တော်တော်လေးဒီဘောလုံးကိုဆိုင်းလုံးတယ်လို့ကျွန်တော်ထင်တယ်ဆိုသူဘွန်ဒယ်လီကာမှာဆိုရင်ကြောက်ဒီဘောလုံးကိုကင်မာလာဆွဲမာလာခောက်မာလာကဒါ9စက္ကန့်6စက္ကန့်လောက်အချိန်ရပြီပဲပရီးမီးယားလိမှာတော့အဲ့လိုရမှာမဟုတ်ဘူးဆိုတော့အဲ့ဒီအဲ့ဒီနေရာမှာဆက်စကိုအနေနဲ့အသားမကျသေးဘူးပြီးတော့သူ့ရဲ့ဒီဘောစထရိုက်ကင်းလေးကိုလည်းမမြင်ရသေးဘူးဗျာဆိုတော့သူဘဲချီတွေညာချီတွေရွေးတာလည်းပုံမှန်ထက်ပိုပြီးတော့များရတယ်လို့ကျွန်တော်ထင်တယ်ပြီးတော့ဒီဘွဲမှာသူကနာပြီးတော့ထွက်သွားတဲ့အတွက်သူပို့လို့တော့မှနာမည်ပြတ်တယ်ပြီးကျွန်တော်အမြင်နဲ့နောက်တစ်ခါကျွန်တော် ဘရူနိုဖာနန်ဒက်ပြဘရူနိုဖာနန်ဒက်ကိုလည်းကျွန်တော်ပြောခဲ့ဘူးပါတယ်ဆိုဘရိုက်တန်နယ်ပွဲမှာကျွန်တော်နောက်ဆုံး၄ဘွမြောက်သွင်းခဲ့တဲ့အထက်ကိုကျွန်တော်အတော်တော်များများ share ကြရတယ်ဗျာဘာလို့ဆိုတော့အဲအီမိုမန့်လည်းတကယ်လည်းကောင်းပါတယ်ဘရူနိုအနေနဲ့လက်မကြည့်ဘဲနဲ့ဒါလုပ်ပြီးသွားတယ်တော့ဒါပေမဲ့ဘရူနိုကိုကျွန်တော်တို့ဒီကွင်းနဲ့ပြေဖို့မှထားကစားတာကအဲ့လိုဒီ American moment တခုပဲမျောမှန်းပြောဆိုတာဆိုပွဲတိုင်းမှာတော့အဆင်မပြေနိုင်ဒီပွဲမှာဆိုရင်ဘလူးဖန်နာတက်ကဘလိန်းနဲ့ထင်ရင်လည်းဘလိန်းနဲ့ပေါ့ဗျာကျွန်တော်ကတော့ရှင်းနေဖို့ဘာလို့ဆိုတော့ ဒီလိုတဲ့အကျင့်တွေမှာကျွန်တော်နားမလဲဘူးရကျွန်တော်က order ဘောဘလူးနိုကနတက်ကခလိုင်းပွဲတွေမှာ order ဘောညံ့တယ်ဖွန်တဘောကအဆင်ပြေတယ်ဆိုတော့အဲ့တွေကျွန်တော်မဝေးပါဘူးဒါပေမဲ့ဒီနေ့ပွဲမှာဆိုရင်ဖွန်တဘောမှာလည်းသူဘာလို့ချင်နေမှန်းကိုမသိဘူးဘောလည်းတအားစိတ်တယ်ပေးတဲ့လူကိုလည်းမပေးဘူးဆိုတော့ဘလူးနိုကနတက်ကကျွန်တော်ဒီ Northern Foreign နဲ့ပွဲမှာရော ူဘွဲမှာရောအားနေလာရတယ်ကျွန်တော်ကတော့မြင်တယ်ဗျာဆိုတော့ဒီနေ့ဘွဲမှာကျွန်တော်အသင့်တွေကောင်းခဲ့ရတော့အန်ဖုန်းမှုပဲတကယ်အန်ဟောစရာကောင်းလောက်အောင်ကိုဒီဘယ်နေရာမှာထပ်ထားပြီးခြေစမ်းပြရတယ်ပြီးတော့ဒီနေရာမှာဒီဒီနေ့မှာဒီဒါလော့ရဲ့နေရာကိုကျော်ပြီးတော့နေရာရလာတဲ့ဒီဒိုကူကလည်းပွဲထွက်ခွင့်အတွက်ဒါသူအပြန်အသင်းရှိနေတယ်ဒါလော့နဲ့အပြိုင်ဖြစ်နေတယ်ဆိုတော့ဦးတက်တက်ပြတော့တယ်တော်တော်လေးကောင်းတယ်ကျွန်တော်သဘောကျတယ်ပြီးတော့အမက်ဒီယာလို့အမက်ဒီယာလို့အနေနဲ့လည်းဒါဒီနေ့ဘွဲမှာသူလုံနိုင်တယ်လို့လုံးရေးတယ်ဒီဖန်တီးမှုတွေအမက်ဒီယာလို့ဒီဘရူနိုချပြီးတဲ့အလုံးဆိုလည်းတော်တော်လှရဲအဲအလုံးဆိုရင် ယ်ဒါပေမဲ့ကျွန်တော်တို့မကိုးလိုက်ဘူးဗျာဆိုတော့ကျွန်တော်ကဒုတိယပိုင်းမှာကိုးရီပြန်ပြရတဲ့အလေးထားက ဒါတပွဲမဟုတ်နှစ်ပွဲမဟုတ်အခုလေးပွဲဆက်တိုက်ဖြစ်လာပြီဆိုတဲ့အတွက်ကျွန်တော်အတင်းကနောင်လက်ဒီ moment ရှိနေဥမှာပဲဆိုတော့အဲ့လို moment တွေကိုဖယ်ရှားဖို့ဆိုရင်ကျွန်တော်တို့ဒီကွင်းလေးမှာ control ဘိုင်းရဖို့ဒီအတင်းရဲ့ balance ကိုညှိနိုင်မယ်ကွင်းလေးကလာမာတွေကိုခေါ်မရမယ်မဟုတ်ရင်တော့ဒီလိုပုံစံမျိုးပဲဖြစ်နေဦးမယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဒီပထမအိုင်းမှာကျွန်တော်ဒီနဲ့ကစားနိုင်ခဲ့တယ်ဒါပေမဲ့အဆုံးသက်မှာကျတော့ဒီမရှုံးခဲ့တာပဲကျွန်တော်တို့အတင်းရဲ့ကစားမားတွေဗျအဲ့ resilient ဘိုင်းကတော့ကျွန်တော်ထပ်ပြီးတော့ချီးကျူးခြင်းတွေကျွန်တော်ရှေ့ပွဲတွေမှာလည်းကျွန်တော်ချီးကျူးခဲ့တယ်ဘယ်ဒန်ရဲ့ပွဲမှာလည်းကျွန်တော်ဂိုးတွေပြန်ပေးရပြီးဂိုးပြန်ယူနိုင်တယ်လေဗာအုန်းရဲ့ပွဲ မှာလည်းကိုရီးပြန်ပြရပြီးတော့ကိုပြန်ယူနိုင်တယ်နော်တယ်ဖုန်းနဲ့လည်းအဲ့ဒါဆိုတော့ဒီပွဲနဲ့အဲ့တိုင်းပဲဒါတယောက်ယောနေတဲ့ချိန်မှာတောင်မှကျွန်တော်ဒီဆက်ပြရနေပြီတော့နော်ဆက်ပြရနေပြီးတော့ကျွန်တော်တို့အတင်းကကိုရလာဆိုရင်တော့အာဆင်နယ်ရဲ့နောက်ဒုတိယမြောက်အများဆုံးအတင်းဖြစ်လာရပေါ့နော်ဆိုတော့ဒီဟာအတင်းအတွက်တော်တော်ကောင်းပါရဲ့ရေးကြီးတဲ့ချိန်မှာလေးဆက်ပြရနေပြီးတော့ပွဲအဖြစ်တွေပြောင်းလဲနိုင်တာလေကျွန်တော်တင်းတော့အားသာချက်တစ်ခုဖြစ်လာနေရဲ့ဆိုတော့အတင်းကဒီလူစရင်ကဘာမှလုပ်မရတဲ့အခါကျတော့ ထင်တယ်လို့စိတ်ကြိုက်လို့လို့မရအောင်ဗျာနီးပြတယောက်နေတယ်လည်းစိတ်ကြိုက်လို့လို့မရတယ်လို့ပွဲကို control လုပ်လို့မရတာကိုကျွန်တော်ကောင်းကောင်းကြီးမြင်ခဲ့ရတဲ့ပွဲပဲဖြစ်တယ်ဆိုတော့ညီကိုရီရဲ့အမြင်နေရာရောဘယ်လိုရှိလဲအထူးသဖြင့်ဗျာဒီ Bruno Fernandes ကိုဘယ်လိုမြင်လဲဒီနှစ်ပွဲသက်တိုက်ဖြစ်သွားပြီဆိုတော့ကွန်ညာအနေနဲ့ရောဒီအရန်သူ့ရဲ့ပုံစံ ဒီအထလေးတဲ့ပုံစံမျိုးဖြစ်နေတာဟုတ်ဟိုရောညီကိုလေးနဲ့တွေ့မှာပါဆိုတော့အဲ့အကြောင်းအရာတွေကိုလည်းကျွန်တော်လည်းဒီ comment section မှာဝင်အောင်စနေသုံးသပ်ပေးတော့ပါအောင်ကျွန်တော်တို့ရဲ့ Glory United YouTube channel လေးကိုကြိုင်းနေတတ်တယ်ဆိုရင်လည်း like and subscribe လေးနဲ့အားပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်